အဒီနေ့ကတော့ကျွန်တော်အပူအခွနှစ်တန်းထွက်တဲ့အပူအခွဆိုင်လေးကိုအပူအခွဆိုင်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုနဲ့ပြပေးမယ်ပေါ့နော်သူကတော့နှစ်တန်းထွက်ပါတယ်ပထမဆုံးစပြပေးမှာဒီ2023ဟမ်ကလန်ဒါကနည်းနည်းတော့ကြီးသွားတာ sorry ဒီလောက်ဆိုမြင်ရတော့ပါ ည်းနည်း share လာမှကြည့်ပါဦး2023ကစပြပြီမယ်ဟုတ် okay ဒီ2023မှာ2023ဒီရှေ့က နှလုံးပေါင်းနှစ်ပေါ့နော်နောက်ကနှလုံးပေါင်းလိုက်ရင်ငါအဲ့ဒီနှစ်နဲ့ငါနဲ့ကိုပေါင်းရင်ခွန်နှစ်ငါခွန်အဲ့ဒီနှစ်ငါခွန်ဆိုတဲ့ကနေ2023ခုနှစ်မှာပါရထွက်ခဲ့လေအပူခွားတယ်ကလိုက်စစ်ကြည့်မယ်ပေါ့နော်ဒီ2023ခုနှစ်မှာနှစ်ငါခွန်နဲ့ကအပူခွားပါရထွက်လေဆိုတော့ကျွန်တော်တော့ကြည်ပြီးသားပေါ့နော်အနှစ်နှစ်ခွန် 293လုံးเนี่ยအပူခွ293ထွက်တယ်เนาะဒီမှာ59လို့ထွက်တယ်เนาะဒါအပူခွ29 2023ခုနှစ်ရဲ့အပူခွပေါ့เนาะ293အပူခွ293ထွက်တယ်59ထွက်တယ်295နောက်ပိတ်တလုံးသေးတလုံးကြီးထည့်စီတလုံးသေးတလုံးကြီးထိုးရင်ဒီမှာ296လို့ထွက်တယ်เนาะ နှစ်ကားခွန်လို့တော့တရားကြီးမထွက်ဘူးအဲ့တော့2024ကိုတွားကြည့်အောင်2024မှာရှင်နှလုံးပေါင်းလိုက်ရင်နှစ်နောက်နှလုံးပေါင်းလိုက်ရင်ရှောက်အဲ့ဒီနှစ်ခုပေါင်းလိုက်ရင်ရှစ်နော်အဲ့ဒီနှစ်ခုပေါင်းလိုက်ရင်ရှစ် sorry နှစ်ရှောက်ရှစ်နှစ်ရှောက်ရှစ်ဆိုတော့ အဲ့နှစ်လျှောက်ရှိတဲ့2024မှာဘာတွေထွက်လဲစိတ်ကြည့်ရအောင်နှစ်လျှောက်ရှိတဲ့2024မှာဒီ2024အာ sorry sorry ဒီ2024မှာခုနနှစ်လျှောက်ရှိတဲ့ဘာတွေထွက်လဲဆိုတော့6နှစ်လျှောက်ဆိုပြီးတော့ထွက်တယ်เนาะ2024မှာနှစ်လျှောက်ရှိအဘူးခွနှစ်လျှောက်ရှိသုံးလုံးအဘူးခွဖြစ်ရမယ်ဆိုတော့ 2024မှာနှစ်လျှောက်နှစ်လျှောက်အတွေ့အကြောင်းနှစ်လျှောက်လို့ထွက်တယ်နှစ်လျှောက်ရှိနှစ်လျှောက်အတွေ့အပဲလျှောက်လျှောက်နှစ်လို့ထပ်ထွက်ခဲ့တယ်နော်နှစ်လျှောက်ရှိ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 ကိုတဲ့ထိတ်စည်းတလုံးသေးတလုံးကြီးနောက်ပိတ်တလုံးသေးတလုံးကြီးဆိုရင်ဘာထွက်သေးလဲဆိုတော့3 6လျှောက်3 6ရှိထွက်တယ်နော် နှစ်လျှောက်ရှိသုံးရှိလျှောက်သုံးလျှောက်ရှိထွက်တယ်နှစ်လျှောက်ရှိကိုတလုံးဒီဒီမှာနှစ်လျှောက်ကိုနှစ်လျှောက်ကိုလို့ထွက်တယ်နော်နှစ်လျှောက်ရှိကိုနှစ်လျှောက်ကိုလို့ထွက်တယ်သုံးလျှောက်ရှိလို့ထွက်တယ်နော်လျှောက်လျှောက်နဲ့အပူခွလျှောက်နှစ်လျှောက်အပူခွားထွက်တယ်2024အတွက်ပါနော်ခုန2023ကပြပြီးသားဆိုတော့ရှင်းမှထင်ပါတယ်2025ကိုတစ်ချက်ကြည့်အောင်2025ဆိုတော့ နှစ်တုံညာနှစ်ငါဒီရှင်နှလုံးပေါ့ရင်နှစ်နာနှလုံးပေါ့ရင်ခွန်နှစ်နဲ့ခွန်နဲ့ပေါ့ရင်ကိုနှစ်ကိုခွန်နှစ်ခွန်ကိုပေါ့နော်နှစ်ခွန်ကိုဆိုတဲ့ကဏ္ဍသုံးလုံးကအဘူးခွပါရထွက်မလဲ2025မှာကြည့်မယ်တစ်ချက်2025ဒီ2025ကိုထွက်နေတဲ့နှစ်ပေါ့နော်2025မှာအဘူးခွပါရထွက်မလဲဆိုတော့နှစ်ခွန်ကို ဒီနှစ်ခွန်ကိုအပူခွာဘာတွေထွက်လဲဆိုတော့နှစ်ခွန်ကိုဆိုတော့ဒီမှာခွန်ခွန်ကိုလို့ထွက်တယ်နော်ခွန်ခွန်ကိုလို့စထွက်တယ်နော်နှစ်ခွန်ကိုအပူခွာဥမာခွန်ခွန်ကိုခွန်ကိုကိုနှစ်ခွန်ခွန်နှစ်နှစ်ခွန်ပေါ့နော်နှစ်ကိုကိုနှစ်နှစ်ကိုပေါ့နော်ဒီအပူခွာတွေကဘာတွေထွက်လဲဆိုတော့ဒီမှာနှစ်နှစ်ခွန်လို့လည်းထွက်တယ်နော်နှစ်ခွန်ကိုကနှစ်နှစ်ခွန်လို့လည်းထွက်တယ်ခွန်ခွန်ကိုလို့လည်းထွက်တယ်နော် အဲ့တော့ရှေ့တလုံးသေးဆိုရင်1သုံးထိပ်ဒါ6တလုံးသေးရာရှေ့တလုံးကြီးရာတုံညဆိုရင်309 109 2080เนาะအဲ့ဒါထွက်နိုင်တယ်309 309109309109အဲ့ဒါတွေကမထွက်သေးဘူးเนาะ309တော့ထွက်တယ်109 3ခုကို1ခုကိုမထွက်သေးဘူးအဲပြီးတော့2 2 8 2 90အဲလည်းမထွက်သေးဘူးနော်အပူခွားတော့သူ့တောင်ရ25 2025ခုနှစ်မှာအပူခွားက2ခု9 2ထွက်သွားပြီခုခု9ထွက်သွားပြီနော်သူ့တောင်ခြေသွားပြီတော့2025အတွက်ကအခုပြပေးမှာက2026ခုပြပေး 2026နှစ်နဲ့3ညနဲ့ဟာ2ဖြစ်မယ်6နဲ့2နဲ့ဟာပေါင်ရင်8ဖြစ်မယ်နှစ်နဲ့8ကိုပေါင်ရင်3ညဖြစ်မယ်နှစ်80နော်2026မှာနှစ်80နှစ်88လားနှစ်နှစ်8လားဟုတ်ပြီနော်200လား3ည3ည2လား800လား3ည3ည8လားเนาะ 200 200ဆိုလဲအပူခွာဖြစ်တယ်800ဆိုလဲအပူခွာဖြစ်တယ်เนาะအဲ့ပြီးတော့3939 3922နဲ့3988ပေါ့เนาะအပူခွာဆိုအဲ့ဒါရေထူရမယ်เนาะ3922နဲ့3988ဒါ2026 2026အတွက်အပူခွာကိုကြိုပြီးတော့ထုတ်ကြည့်ရဒါနှစ်တိုင်းထွက်နေတဲ့အပူခွာပေါ့เนาะအဲ့တော့ 2023ခုနှစ်ကျွန်တော်ထောက်ပြခဲ့တာ3နှစ်ဆက်မှန်သွားပြီ4နှစ်ဆက်2026အတွက်အပူခွာတော့3ည2နှစ်3ည88 200 800 288 118ဒါပဲအပူခွာ2026မှာထွက်မယ်အပူခွာကိုကျွန်တော်ဒီဗီဒီယိုနဲ့ပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့2026မှာထိုးရမယ့်အပူခွာကိုတည်ပြီဆိုတော့ ုလတ်ကံကောင်းပါစေ2026မှာတွင်စကြရေအစားအဝရှိပါတယ်ချန်နယ်လေးကိုမြဲတမ်းဆက်သွယ်ဖြစ်အောင် subscribe လုပ်ထားပါခင်ဗျာ